မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယံဝင်းထုံးအောင် မြင်းကြံရေးသားသောကောင်းတဲ့ရင်ဂုံချိန်ဥဖို့ချိန်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်ပါယခုလိုဘူးတုဒ္ဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစီယာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ကျွန်တော်အချိန်ချင်းရေးရန်စူးစမ်းခဲ့သောစာမှုများထဲမှာဤစာမှုလည်းပါဝင်ပါသည်ရေးလိုက်မကြိုက်၍ဖြတ်လိုက်စိတ်တိုင်းမကြိုက်၍ပြင်လိုက်နဲ့ပြက်ခဲရသည့်အချိန်ရေးအတွက်များလာပါပြီ ကျွန်တော်၏မိဘတပွဲချစ်ခင်မှုပေးသောသွေးသားရင်းချာတပွဲစောက်လျှောက်သောကျွန်တော်၏ဆရာရင်းတပွဲဘ ഹു ဒုဒများပေးခဲ့သောကြီးညိုလေးစားအားထားရသောပို့ကူတူ၏အကြောင်းအရေးသားရာတွင် အာရကျေနပ်မှုမရှိခဲ့သည်မှာအမှန်ပင်ဖြစ်ပါသည်သို့သော စက္ကန့်မိနစ်နာရီနေ့ရက်လဟုသောအချိန်များကရွေးလျားမှုမြန်လွန်းလာသည်ကျွန်တော်ပင်လျင်ဆံပြူသွားကြိုးအဖို့ကလေးဖြစ်နေပေပြီကျွန်တော်၏မြေးများပင်လျင်ရှေပြူနာသာရွယ်ရောက်နေကြပြီ ျွန်တော်စန္ဒာအားအကောင့်ထဲမပေါ်နိုင်ခဲ့လျင်ကျွန်တော်စိတ်မကောင်းဖြစ်ရချိန်မီအသေးဖြောင်းလိုက်မည်မဟုတ်ကျွန်တော်အဖေကျွန်တော်ဦးလေးကျွန်တော်ဆရာကြီးအတက်ပညာလေးစားဂုဏ်ယူပွဲရာ တွေးခေါ်ကြည်ညိုအတူယူပွဲရာအကျင့်ဆိုင်တို့အားဆာဖတ်ပရိသတ်အားလုံးမျှဝေခံစားစေခြင်းသည်ထို့ကြောင့်အချိန်ချင်းစူးစမ်းခဲ့ပါ၏စိတ်တိုင်းမကြမအောင်မြင် အခန်းဆက်ဝိတုရှိကြီးတစ်ဖွဲဖြစ်နေသည်တို့အတွက်အချိန်လေးရသမျှဆရာဆရာကြီးများ၏ရေးသားပေါ်ပြမှုများအားအတူယူ၍ရေးသားလိုက်ပါသည်စာဖတ်သူများကျေနပ်မှုမရှိကြလျင်ကျွန်တော်စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်ကျွန်တော်ဆရာကျွန်တော်အဖိုးကျွန်တော်ဖေ၏အကြောင်းအရာများမှာ စိတ်ဝင်စားဝေရာများအများပြားရှိပါသည်သူ၏အမိရဲ့မှာဥချိန်ဖြစ်သည်မြေရံမြို့နယ်ကကံချောအုပ်စုကံချောရွာသားဖြစ်သည် ကျွန်တော်တို့အများစုကဘိုးချိန်ဟုခေါ်သည် ကျွန်တော်မူလတန်းចောင်းသားကလေးကကန်ချောရွာသို့ចောင်းတက်ရင်းမြင်တွေ့သိရှိခဲ့ရသည်ဘိုးချိန်ကအသားညိုသည်အရက်ရှည်သည်ခန္ဓာကိုယ်ကပိန်သွဲသည်ကရုံတုံးထားတော့လဲဘောငွေအောင်သမင်ငုတ်တူကလေးများကဖွေးဖွေးဖြူနေပါသည်ပါဝါရွှေခိုင်းမျက်မှောင်ဝိုင်းတဲတဲလေးအမြဲတက်ထားလေရှိသည်မြခုံဝေးနှခမ်းဝေးပုံစံဝေးဖြူတို့နဲ့ရွှေရောင်မျက်မှောင်ကလေးမှာပနံရလာသည်ဘိုးချိန်ကပြောင်းဝဖက်စလိတ်အမြဲတောက်သည် ခုံမနဲ့အမြဲတမ်းစီးသည်ပြင်းချမ်းအဖြူသို့မဟုတ်ပိတ်ဖြူလေကရုံအင်ကြီးအမြဲဝတ်သည် ခྱི་သွားလာလျင်တပတ်တထဲခေါင်းပေါင်းပေါက်ထားတတ်သည်ဘိုးချိန်အစင်မြဲပြုလုပ်သည့်အလုပ်မှာအကိရဖို့ထိုးခြင်းနဲ့ပရိစိတ်ခြင်းဖြစ်သည်ငါးပါးသီလအားခောက်ဝတ်ပစိုးထက်ပင်မြဲအောင်နေပြီးလုံခြုံအောင်စောင့်ထိန်သည်စောင့်ထိန်ရန်လဲခက်ခဲလာသည့်မုဒါဝါဒလိန်လေပြောဆိုခြင်းမလျင်အပိပင်စောင့်ထိန်သည်မိသူကိုမှလိန်ကြွေးမပြောအသေးမွားလေးကိုပင်ပလိမညာအမှန်ပြောလိရှိသည်ငါးပါးသီလအားအသက်ထက်ပင်တန်မှုထားသည် ဘိုးချိန်ကပီဒီပညာလဲတက်သည်တရားတက်စင်လဲကြွန့်ကျင်သည်ဘိတော်စေဝါလဲနှံ့ဆက်သည်ရော်ဒလေးနွားပြောက်စိတ်ပြောက်မေးလျင်အေကဝိဇာအချိန်ပိုင်းဖြင့်ကွက်တီပြောဆိုနိုင်သည်တရားတက်စင်အလုအားခိုင်းနိုင်လို့မပေးတစ်ဖက်လူအားထိခိုက်စေမိအလုဆိုလျင်ညှဉ်းဆန်သည် လင်ခွေမရခွေအကျွေးတောင်းလာမလားရမရတာပြောသည် ပြလာအောင်အကျွေးရအောင်လှုပ်ပေးပါဆိုရင်လှုပ်မပေးကျဲမိုင်းဆိုးအနေလင်းစိတ်လိုလက်ရရရချေတရိုက်တက်စင်လှုပ်ပေးသည်အကရဲ့ဖိုးထိုးခြင်းအားလဲရွှေပြစ်လမ်းမလိုက်ဟုဆိုသည်အာယုတော့သာအလုံးလှုပ်သည်ငွေကြီးချမ်းသာခြင်းထက်အသက်ရှည်၍အနာကင်းခြင်းကနိဗ္ဗာန်ရောက်ကြောင်းတရားဓုတရားမြတ်အားကာလကြာရှည်ကြည်ညာလှုပ်ဆောင်နိုင်သည်ဟုပြောလေရှိသည်ကျွန်တော်မူလတန်းចောင်းသားဘုရားမှာအလယ်တန်းចောင်းသားဖြစ်သည့်ချိန်ထိဘိုးချိန်၏အကြောင်းအားစိတ်ဝင်စားခဲ့ ဘာမှလည်းတိတိပပမိမိရရမသိရှိအเจ้าညာတိုက်ဆိုင်ခဲ့ရသည်ကကျွန်တော်အထမတန်းကြောင်းသားဘဝတွင်ဖြစ်သည်ရွှေဘောကျွန်းစေတော်ဝင်ကျောင်းတွင်ဖြစ်လေသည်နှစ်စဉ်တစောင်းမုံလာတွင်ဖေဖေနှင့်မေမေကရွှေဘောကျွန်းကျောင်းတွင်ကထိန်ခဲသည်တစောင်းမုံလာပြည့်နေ့ညတွင်ပတ်တကူပြစ်သည်ကျွန်တော်တို့လူငယ်လူရွယ်လူလက်အလုံးတပြောတပါပတ်တကူရှာကြသည်ထိုနှစ်ကတော့ကျွန်တော်တို့ပတ်တကူမရှာကြကျွန်တော်၏အကိုများနှင့်အကိုတို့၏တငယ်ချင်းများ ဥပဇင်းဘွယ်မမတ်မီဥပဇင်းကြွထန်းစေထိုးရန်စောင့်နေကြသည်ဥပဇင်းကြွက်ကနက်ခတ်စုံကထိုးရမည်ဟုပြောသည်ဖြင့်စောင့်နေကြသည်ကျွန်တော်ကအမှန်တော့ဘာမှနားမလဲဆက်စုလို၍သာစောင့်ကြည့်နေခြင်းဖြစ်သည်စေထိုးတာနှင့်နက်ခတ်စုံသာဘလို့ဆိုင်သည်နည်းဟုစဉ်းစားတော်လဲအဖြေကမပေါ်အကူတွေကိုလည်းမမေ့ရဲမယောင်မလဲနဲ့သာစောင့်ကြည့်နေသည်ထိုးချိန်ကဘိုးချိန်ပါမြင်းညံဆောင်ခေါင်းရမှာဖို့ထိုးနေသည်ကျွန်တော်ကဘိုးချိန်နာကတ်သွားပြီးအကူတွေကိုမျက်ခြေမပြတ်ကြည့်နေသည်မောင်ကျော်ချက်နေပြီလားရင်နှွေးတော့လေး ဟုတ်ကဲ့နင်းနေတော့ချမ်းတယ်ဗျပတ်တကူမရှာဘူးလားမရှာပါဘူးအကိုကြီးတို့အကိုလက်တို့တွေစေးထိုးမယ်ဆိုလားဘာလဲတော့မသိပါဘူးအဲ့ဒါကြီးကြီးလို့စောက်နေတာဘာစေးထိုးပါတယ်လဲမသိပါဘူးဗျာဥပဇင်းကျော့ကနှက်ခတ်မတည့်သေးလို့မထိုးရသေးဘူးပြောတာနဲ့စောက်နေကြတာပါဟာမဟုတ်မှတည်းရှောက်ပြီးလုံးကြမယ်နဲ့တူတယ်ဟဲ့ခေပေါ့ဗျာဘိုးချိန်ဘာလဲအဲ့နေပြီလားထားစားပါဦးကွာဆရာသားတွေတော့ခေါ်စားပါဦးဆရာတို့ကမြတ်တပတ်ဖေကတော့ကြတယ်ခလေးတွေကစေးထိုးဖို့လုပ်နေကြတယ် တော်တော်ဒီတော့ခေါ်ခဲ့ခေါ်ခဲ့ဘိုးကြီးအဆောင်ထဲမှာအဲ့နေသည်မြင်းလဲစရာဥက္ကေမောင်အားနှုတ်၍အကိုကြီးတို့အဖွဲအားအခေါ်ခိုင်းလိုက်သည်ဟာဘိုးကြီးကျွန်တော်ကပြောတယ်လို့တော့တွားရင်မပြောနဲ့နော်ကျွန်တော်ကိုငောက်နေလိမ့်မယ်သူတို့ကဘာစေးထိုးကြမှာလဲအိုးအလကားပါကွာမင်းတို့ကလေးတွေလောက်ရမယ့်အလို့မဟုတ်ပါဘူးအကိုကြီးတို့အဖွဲနဲ့တူဥပစင်ကြွက်ပါလိုက်လာသည်ဥပစင်ကလေးတွေကိုမဟုတ်ကဟုတ်ကစေးတွေရှောက်ပြီးထိုးပေးနေနဲ့နော်ဒုက္ခရောက်ကုန်လိမ့်မယ် ်ဟာဒကာကြီးကလည်းဘဲကလာမဟုတ်ကဟုတ်ကဆေးရမှာလဲကျုပ်ဆေးတွေကအထက်ဆေးပါဗျတပည့်တော်ကအထက်တွေအောက်တွေပြောနေတာမဟုတ်ပါဘူးလူငယ်တွေဆိုတာကိုယ့်စိတ်ကိုကိုနိုင်ကြတာမဟုတ်ဘူးဓာပြီးရဲ့ထုတ်ပြီးရဲ့ဆိုပြီးကြွားဝါရင်လဲအနေနဲ့များတယ်ဆေးအားကိုယ်နဲ့လဲမိုက်တက်တယ် သူတို့အရွယ်လေးတွေဒီစေးထိုးရအောင်ကလည်းဘာအသက်အန္တရာယ်မှရှိကြသေးတာမဟုတ်ဘူးအသက်အန္တရာယ်ရှိတဲ့အလုပ်လုပ်ကြသေးတာပါမဟုတ်ပဲဒါကြောင့်ပြောတာပါကျုပ်ကထိုးပေးမယ်လို့ပြောတာမဟုတ်ပါဘူးတေကင်းကစေးချောင်းစကားဆက်ပြီလို့ပြောရကနေကလေးတွေကထိုးကျင်တယ်ဆိုလို့ဆရာသားတွေဖြစ်နေတော့ညင်းမကောင်းလို့ထိုးပေးမယ်ပြောလိုက်တာပါကျုပ်စေးကအစွမ်းထက်တယ်လို့ကျုပ်ကုံကြထားတဲ့ဈေးကလည်းမနှဲပါဘူးဗျဒီဥပစင်းနဲ့တော့ခတ်နေပါပြီကဲဒီလောက်တော့စေးစွမ်းရင်ရော့ဒါဥပစင်းခုတ်ဗျ ဟာဒါကတော့ကြုတ်စားမပြနိုင်ဘူးဒါပေမဲ့ကြုတ်စေးကိုတော့ကြုတ်ယုံတယ်အဲ့ဒါကြောင့်ပြောတာပေါ့စေးစွတ်နဲ့ယုံကြည်နေဆိုရင်စားပြရရတယ်ဘိုးချိန်ကနှီးဖြာသည့်ဓာအားပေး၍စံခိုင်းသည်ဥပစင်ချက်ကညင်းဆိုသည်ဘိုးချိန်ကဓာအားပြည်ယူစဉ်ဥက္ကပောင်ကဝင်၍ပြောသည်ကဲဘိုးချိန်အကြောင်းတိုက်ဆိုင်တော့ဘိုးချိန်အစွမ်းပြအောင်လေဗျာဥပစင်ကြော့ကအစမ်းမခံရရင်ဘိုးချိန်ကစံပြလေကလေးတွေတွေ့ဘူးမြင်ဘူးတာပေါ့အသာတင်စားကွာခင်ဗောင်ကလေးတွေမသိတာအစဖော်မပေးစမ်းနဲ့ ဟေးဘိုးချိန်ကသူများစေးကြတော့စမ်းခိုင်းတယ်ဘိုးချိန်ကြတော့စမ်းမပြရဲဘူးလားဟာဥက္ခဘောင်ကလည်းဘိုးချိန်မှာကားသိကြီးနဲ့ပတ်သက်တဲ့စေးစောကောင်းတွေရှိတယ်ဆိုတာကျွန်တော်တော့မကြောက်ဘူးပါဘူးဗျာဥက္ခဘောင်ကြီးစကားအားအကိုကြီးကမျက်စိမိတ်ပြပြီးကလိလိုက်သည်ဘိုးချိန်ကရွှေအောင်ခိုင်းမျက်မှောင်ဝိုင်းသေးသေးလေးပေါ်မှာမျက်လုံးပြူ၍အကိုကြီးအားကြည့်လိုက်သည်ဝါးစာလေးတစအားပါးစပ်အနီးကပ်၍တွတ်တွတ်နဲ့ရွတ်ဖတ်နေသည်လာစမ်းခင်ဘောင်ရော့ဟောဒီအနီးစာလေးကိုအန်ကျိတ်ပြီးကြိုက်ထားအေးဟုတ်ပြီဟဲ့လို့ခုတ်ရတယ်ကွာ ဘိုးချိန်ကနှီးဖြာသည့်တပေါက်နှင့်ဥက္ကမောင်၏လက်ဖြာအားသုံးချက်ဆက်တိုက်ခုတ်ချလိုက်သည်ပြီးမှသူ၏ညာဘက်လက်ဝါးအားဒရွေးဆို၍ပုတ်ပေးလိုက်သည်အဲ့ဒါပတ်ထားတပွဲတို့မန်းလို့ခေါ်တဲ့ကွနောက်ထပ်တော့မခုတ်နဲ့တော့ဒါကနှီးစကိုမန်းတာထုံးမန်းလို့စီမန်းလို့ရှိသေးတယ်ဘူးတုဒအဖြစ်ပေါ်ဘိုးချိန်ဟာထုံးမန်းကိုပြပါဦးဘိုးချိန်မှာဒီလိုပညာရရှိမှကျွန်တော်လုံးဝမသိပါဘူးဗျာ။ဟွန်းမောင်ပါကတော့လုတ်ပြီ။အင်းမင်းတို့တွေကရင်ကျေးလိမ်ပါတဲ့ခရီးတွေဆိုတော့ ြမှာပေါ့ကွာဒါပေမဲ့ဒီပညာကိုတော့မတောင်းနဲ့မပေးဘူးနော်ဘေးတို့စေးထိုးမဲ့အကြောင်းမောင်ကျော်ပြောတာတိတာနဲ့ခေါ်ခိုင်းလိုက်တာဟေးဝင်းကျော်ပြောတာလားဟာဘိုးချိန်ကတော့လုတ်ပြီးမပြောပါနဲ့လို့ကြိုးပြီးပြောထားတဲ့ဟာကိုကြားပါတယ်ငါကြီးကကိစ္စမရှိပါဘူးဘိုးချိန်ကဘတော့မှလိမ်မပြောဘူးကွာငါတို့ကမင်းရင်လည်းအမှန်တိုင်းပဲပြောမှာပဲ ။အကိုကြီးကရေရေမောမောနဲ့ပြောသဖြင့်ကျွန်တော်စိတ်သက်သာရာရသွားသည်။ဘိုးချင်ကထုတ်မှုထဲမှထုံယူ၍အလုံးလေးနှလုံးလုံးနေသည်။ပါဇက်မတတူတူရွတ်ဖက်ရင်သူ၏အကျင့်တိုင်းမျက်မှန်ပေါ်မှကြော်၍ကျွန်တော်တို့လူတွေကိုကြည့်လိုက်သည်။ပြီးမှရွှေဘော်ကျွန်းရွာသားမောင်နီနဲ့ဆင်ပေါအားခေါ်၍ထုံးလုံးလေးများအားငုံခိုင်းလိုက်သည်။ကဲယောက်ျားချင်းမဲ့ကွာ အရှုံးမခံနဲ့ခေါင်းချင်းဆိုင်ခွေကြဆန်းဟုပြော၍နောက်ကြောများပုတ်၍အမိတ်ပေးလိုက်သည် မောင်နီနှင့်ဆဲမောက်ခေါင်းချင်းပြည့်၍စောင့်ကြသည်ရေအိုးများရိုက်ခွဲတဲ့ကဲ့သို့တခွန်းခွန်းနှင့်မြည်သွားသည်ထမှန်၍တိုက်ရန်အာယူနေပြန်သည်တော်ပြီတော်ပြီတော်ရောပေါ့အဲ့ဒါထုံမှန်းကွာဒုံနဲ့ရိုက်ရိုက်ဓာတ်နဲ့ခုတ်ခုတ်ထိုးကုန်ထားပြီးကြင်ကြီးကြင်ငယ်မစွန့်သေးသူ၏အစွမ်းထက်တယ်ကဲကဲထွေးထုတ်လိုက်ကြတော့ မင်းတို့သိကျင်လို့သာပြတာကွဒီပညာတွေကိုစိတ်ဝင်စားကြနဲ့မင်းတို့ကရေကြီးလိမ်မာတဲ့သူတွေပါဒါတွေမလိုပါဘူးကဲသွားကြသွားကြအိတ်ကြပြီတော့ကျွန်တော်တို့မှအားမလို့အားမရနဲ့ဘိုးချိန်သားမှခွဲခွာခဲ့ကြရတော့သည်ထိုနေ့ထိုးရမစား၍ဘိုးချိန်၏အကြောင်းအရာများအားမေးမြန်းစုံစမ်းပြီးသည် ဘိန်းတော်ပေတင်အင်္ဂဝိဇာပညာဓာတ်ရိုက်တက်စဉ်အစရှိသည့်ပညာရပ်များအပြင်ဂါရာမန္တန်များတက်မြောက်ကြောင်းသိရှိခဲ့ရသည်ငါးပါးသီလအားတစ္ဆာပြု၍စောင့်ထိုင်းကြောင်းပါသိရှိခဲ့ရသည်ပြောင်မှုဖက်စစ်လေးမအပမိသည့်စစ်လေးမမတော့ချင်းနဲ့ကိုမနဲ့တမျိုးတည်းအမျက်စီးခြင်းအကြောင်းပြင်ဘိုးချိန်ဤမိသားစုအား မည်သည့်စီးပွားရေးအလုံးများလုံမကျွရခြင်းအကြောင်းကိုပါပြောပြသည်ဒုတိယကဘာစစ်ပြီးတဲ့နောက်လွတ်လပ်ရေးရတော့ငါစတိကိုမန္တလေးဖျားဘူးခေါ်သွားတယ်အဲ့ဒီတုန်းကဘိုးချိန်ကကားမောင်းနေကွမန္တလေးမြို့မှာအခြေချနေထိုင်ဖို့အမျိုးမျိုးပြောတယ်မရဘူးတောပါပဲနေမယ်တောပါပဲတည်မယ်လို့အပြက်ညင်းတယ်ဒါနဲ့အေးဒါဆိုရင်ကောင်းပြီကားလည်းမမောင်းဘူးတောင်သူလည်းမလုပ်ဘူးဘာစီးပွားရေးမှရှာမကျွေးဘူးလို့အပြက်ပြောတယ်အဲ့ဒီမှာတင်သူက ကျုပ်တို့ကတသက်လုံးနွားနဲ့ရှာစားလာတာနွားကိုတော့ကျေးဇူးမကမ်းနိုင်ဘူးလို့ပြောတယ်။ဒါနဲ့ဘိုးချိန်ကလည်းဘာမျက်မှုနီဖျားမှာစောစောကအချက်တွေပြင်အမဲသားလည်းရာသက်ပံမစားဘူး။ပည့်ရဖက်နဲ့လည်းတသက်သာလုံးမစည်းပါ။မိမဝဲပေးတဲ့တနက်ဖက်စက်လေးလည်းမတောက်ပါ။ပြောင်းမှုဖက်စက်လေးသာတောက်ပါမယ်လို့တစ်စာဆိုခဲ့တယ်။ဒါကြောင့်ဘာစည်းဝါးရေးမှလည်းမလုပ်ဘူး။ရှိတဲ့မြေတွေ ထန်းတွေပေါန်တန်ရောက်ချစားတယ်အက်ကြီးကပဲထုတ်နေခဲ့တာတစ်ပေါင်း40ကျော်ပြီကွဘိုးချီဘိုးဘွားမိဘများမှာအဥ္စာပစ္စည်းပြည့်စုံကြသည်မြေယာနဲ့ထတော်များလက်ညှိုးထိုး၍မလွဲ့အောင်ပေါ်များသည်တတိယအရင်လဲပြောင်မြောက်ကြသည်ရရွာကာကွယ်ရေးစုငွေသားငွေကပတ်ငွေကုအင်းနှလုံးပြုစုများရရှိထားကြသည်တကြီးမျိုးဆက်များဖြစ်သည်ဘိုးချိန်ကိုယ်တိုင်မော်ကုန်းဝင်တတိယဆင်ရရှိထားသူဖြစ်သည် ဘိုးချိန်၏အကြောင်းစစ်စင်းကကသိရှိရပြီးနောက်ဘိုးချိန်အားပို၍ကြီးညိုလေးစားခဲ့ရသည်ဘိုးချိန်၏ပညာချို့အားလေလာစီးပွားခွင့်ရခဲ့သည်ကျွန်တော်ဆယ်တန်းနှစ်တွင်အိမ်မက်မကောင်း၍ဘိုးချိန်အားပြောပြခဲ့သည်ဘိုးချိန်ကအသေးချာနားထောင်သည်อืมခြေထောက်ကျိုးတုတ်ခံရတယ်ဆိုတာအဖက်စီအချုံအောင်ခံရမှာမဟုတ်ဘူးကွာမိမရည်စားရှိတယ်မဟုတ်လားဟုတ်ကဲ့ရှိပါတယ်အေးငငယ်ရွယ်ရွယ်နဲ့ကွာအသက်18နှစ်ရှိသေးတယ်မိမရတော့မယ်ဟာအဲ့ဒါဘယ်လိုလုပ်ရမလဲမိမမရအောင် မင်းမလို့ကျင်တော့ဟုတ်တာပေါ့ကွာမင်းကစထားပြီးမှမင်းအောင်လို့လို့ပဲဖြစ်မလဲလုံပေးတဲ့သူငရဲကြီးမှာပေါ့အဲ့ဒါမျိုးတော့ငါကလုံမပေးဘူးကွာဘိုးချိန်ပြောတာမှန်ပါသည်ကျွန်တော်ဆယ်တန်းနဲ့အိမ်တော်ကြခဲ့သည်အိမ်တော်ကြမှာဘိုးချိန်ကြီးဘေးရင်ပညာနဲ့ဘိန်းတော်ပညာအားကျွန်တော်သင်ယူခွင့်ရသည်တရက်တွင်ကျွန်တော်ကဘိုးချိန်ကြီးဒီတစ်ခါမှတ်တဲ့အိမ်မက်ကတမျိုးပြလက်ထိတ်ခက်ခါရတယ်လို့မှတ်တယ်။ဘာပြဿနာများဖြစ်လဲမသိဘူး။ဒီကနေ့အိမ်မက်လား။ဟုတ်ကဲ့ဗုဒ္ဓဟူးနေ့။အင်း ခု၈နာရီဆိုတော့ဘာဖြစ်ပါဦးကွာမင်းသားသမီးရတော့မယ်ဘိုးချိန်စကားကြားသည့်အချိန်ဝမ်းသာတယ်လို့လို့တော့ခန်းစားရသည်ဘာကိုဝမ်းသာမှန်းတော့မသိခဲ့ဘိုးချိန်ပြောတာမှန်ပါသည်ကျွန်တော်ဇနီးမှာကိုဝင်ရှိကြောင်းရမကြမီသိရှိလိုက်ရသည် ဟုတ်တယ်ဗျဘိုးချိန် ကျွန်တော်ကလေးရတော့မှာဒါနဲ့အဲ့ဒါဘယ်လိုတွေ့တာလဲလို့ပါအောင်။ဩဒါကမင်းအိမ်မက်မတဲ့အချိန်နဲ့မင်းမေးတဲ့အချိန်ကိုအင်းကားဝိဇ္ဇာအချိန်ပိုင်းနဲ့ကြည့်တော့ဘာအနေမှမရှိဘူးလေ။အဲ့ဒီတော့ခြေထောက်ကျွတ်တုတ်ခံရတယ်ဆိုတာခြေချင်းခိုင်းတာပဲ။ဒါကြောင့်မိမရပါလို့ပြောတာ။လက်ထိတ်ခတ်ခံရတယ်ဆိုတော့အတော့မကြမ်းနဲ့တော့လက်ညင်ခိုင်းတာလေ။ဒါကြောင့်ကလေးရတော့မယ်လို့ပြောတာပေါ့ကွာ။ ဘိုးချိန်ပြောပြတော့လဲရှင်းပါသည်ကျွန်တော်ဤတွေ့မှာဤကဲ့သို့မပေါ်အဖက်စီခါလိမ့်ပြီးပြဿနာတစ်ခုဖြစ်လိမ့်မည်ဟုထင်ခဲ့သည်။အော်ပညာဆိုတာအတွေ့အခေါ်အယူဆများစွာလိုပါသလားဟုကျွန်တော်သဘောပေါက်ရတော့သည်။ဘိုးချိန်ဤအတွေ့အခေါ်အယူဆများအားလိုက်မရန်အချိန်များစွာလိုအပ်နေပါသေးလားဟုစဉ်းစားမိတော့သည်။ကဲချောရွာမှာဥချိန်ခေါ်ဘိုးချိန်အားကြည်ညိုလေးစားတော်ဖြင့် ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းချမ်းရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်